ားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စားပေးချင်တဲ့ဇာတ်လမ်းလေးကတော့ဆိုင်ငယ်ဘရင် သူစီခဆိုတဲ့ဇာကားလေးပဲ ဖြစ်ပါတယ်ဇလန်စာ သူစီခနော်စောစောစီစီသူဖေတောင်းမှုအောင်မျိုးမသားပေါ်လို့ဖះเจ้าရောက်နေတာသူဖေက အရင်တော့ကဖော်စီဒါပေမဲ့လူပေါင်းမတော့သေးတာတော့ဒုတ်ထိုးစားပြီးသေးရတာဒုတ်ထိုးမယ်လေသေးတာပဲဟိုမှာဘလောက်နေတော့တီးထိုးလိုက်လည်းမသိဘူးအမသူစီခလည်းအဖေနောက်ဆုံးခီကိုမိเจ้าမတို့နှတ်ချင်းနဲ့တော့မလို့ဆက်ပြီးမယ်အမဲလိုက်ကခွန်အားရှိမှဆိုပြီးလေးမဲ့တဲ့ချင်းနဲ့အာသူဝရှူနေတာအဲ့ဒါကိုနောက်ကနေလက်ချိုး ဟာပတီးတယ်တနထဲ့ပြီးသူစီခန့်ကိုလျှော်တာတော်သေးတယ်ကြီးသားကို အနာခံပြီးရှောင်းလိုက်တာ သူလွတ်သွားပြီမယ်ရှေးကလူလည်းဘာမှဖြစ်ဘူးကြီးသားကအေးပြောသွားလို့ဟိုမှာရေတနာလားမသိဘူးအဲ့ဒါနဲ့သူစီခန့်လည်းတနပြည့်တဲ့လူတော့လိုက်ဝန်ငယ်တွေကလည်း လှင်တော့လွတ်သွားတယ်။ဒါနဲ့ကားနံပါတ်ကိုမှနောက်နေ့လိုက်ချောင်းတော့မှခိုင်အောင်ဖြစ်နေလား။ဒါနဲ့ငိုးမှခိုင်အောင်ဆိုပြီးဘုံကျောင်းဘော်ကတက်ချောင်းပြီးတော့နောက်ကနေဂျာကက်နဲ့လိုက်တာ။ဂျာကက်ကပြန်လို့နောက်တစ်စီးထတ်တာတာဆေးုပ်တွေမတရားထွင်တဲ့ဥသိမ်းမင်းဖြစ်နေတာ။ အဲကနေကားပေါ်ရောက်တော့မိတွေစားကြရင်ဥသိမ်းမင်းနဲ့သူ့အဖေကပေါ်လာတွေပြီးတော့သူတို့အကြောင်းရဲ့ပါမောက်ခါပါဖြစ်နေတော့သူစီခန်းနဲ့အဖွဲတွေကြပြီးခိုင်အောင်လာတဲ့နေရာ လိုက်နာနိုင်ငံကအဖိုးကြီးကကြောက်စာအကြောင်းလေးပြောတာသူစီခန်းကအီဂျစ်ကမန်မီတော်အထီးမှခွဲနိုင်တယ်ဆိုတာနဲ့သူကိုပြူစားတွေဖတ်ခိုင်းမယ်လို့နာငနေလေသဘောအတူလိုက်တယ်အလားကြောက်စာကနှချမ်းကွဲတယ်လို့သူသမီးစီမှာတချမ်းဆိုပြီးသူသမီးဓာတ်ပုံထုတ်ပြတော့မှနှာခေါင်းပိတ်ဖြစ်နေတာအဲဒါနဲ့သူစီခန်းလေပူအား ားပါသွားပြီဘလောက်ချမ်းချမ်းဖတ်မယ်ဆိုတာကြီးပဲအလုံးနဲ့ SIR ခိုင်အောင်ထွက်တာနဲ့သူလဲလိုက်ထွားခနာချတော့နောက်တစ်ဆိုင်နဲ့ခိုင်အောင်ဝင်သွားတော့သူလဲဆင်းကြခဲ့ပြီဦးတင်မဲစီနောက်မှလာမယ်လို့လိုက်တယ်အလုံးနဲ့ဆိုင်ထဲမှာခိုင်အောင်ကအရင်ရောက်နေတော့မနေ့က rally ပဲကိုဆေးပြေးလိုက်တဲ့မြည်နေတာသူစီခန်းရောက်ချလာတော့မနေ့လေဤသွားပါမယ်ဆိုပြီးဝိတ်တာဝအိမ်သားမေသူစီခန်းကလည်းဝိုင်းကို ဟာပါပါတောက်ပြီးဘာမှမပြီးပဲနဲ့ခိုင်အောင်ကို ထိုင်ဆောက်နေတာခိုင်ဝန်ကရထားလုံးနဲ့ခိုးပြန်သွားပြီးကိုမကြည်သန်းကြတော့အနာခံနိုင်ပြီးလူအကောင်လိုက်ကြတော့မသိလိုက်ဘူးအဲ့ဒါတော်တော်ကြာသွားတော့မှဝိဒါမေးကြည့်တာပြန်သွားပြီးဆိုတော့မနေ့လဲတောင်းသွားတယ်ဒါနဲ့ခိုင်ဝန်ကကိုဆောင်းကပြီးလေတာဦးလိမ်မာသူတော်ပြုံးသွားတယ် ပြီးတော့တထားလုံးနဲ့ပဲဥသိမ်းမဲရှိတဲ့ဟိုတယ်လိုက်အမလာဂျိုးနဲ့တော့တွေ့သေးတယ်ဒါနဲ့အခန်းလေးပါလေယူဥသိမ်းမဲနဲ့တွေ့တော့ဥသိမ်းမဲကသူ့ကြောက်စာအကြောင်းရှင်းပြတာအဲကြောက်စာကမြေကြီးတွေကရတာဆိုပြီးသူရင်နဲ့လန့်လွန်သွားလို့နှစ်ပိုင်းချိုးတာဆိုတော့သူစီခါလေကြိုးငကြိုးဆိုပြီးအရင်ဆုံးတကြိုးကိုဖတ်မယ်လို့တော့ ဖိုးကြီးကအရင်တက်သွားရောသူကခိုင်အောင်တို့ဖွဲ့ထွက်သွားမှထလိုက်လိုက်တော့အဖိုးကြီးကရှော်နေပြီကျောက်စာကိုရှာတော့လည်းမတွေ့တာနဲ့ခိုင်အောင်တို့လက်ချက်ဆိုပြီးစဉ်းစားနေတော့ရှိသေးတယ်ဝေတာကတွေ့လို့ကိုလာရွှေတို့ခေါ်ထုတ်ပြီလေရောအဲ့ဒါနဲ့ငနေကိုတရားခံမပေါ်မချင်းဘဲမသွားလို့မရဘူးဆိုပြီး ခြေချိုးလုပ်လိုက်တယ်အရာနိုင်ငံလေဒါလက်ချိုးလက်ချက်ဆိုပြီးလက်ချိုးနော်လိုက်မယ်လို့ဒါအရှက်ဖူးနေတော့တွေ့နေသေးတယ်ဒါနဲ့နှစ်ယောက်သားလက်ချိုးနော်လိုက်ပြီးသွားတော့မှချင်းလင်တူတူတွေတီးထုတ်ပလေဒါလက်ချိုးလက်ဖြေရောဒါနဲ့အိတ်ထဲမှာကြောက်စာပါမလားဆိုပြီးကြည့်တော့မှအိုခဲတွေပဲတွေ့ရတယ်ငနေချင်းမိသွားတယ်အဲ့ချေနှာခေါင်းပိတ်ကလည်းသူ့ဖေလျှော့သွားလို့အသကုံလေးဝါးနေနေနေတာအရာတရခံကလောလောဆယ်တော့မမိသေးဘူးထင်ကြီးပေးတာတော့သူစီခဆိုပြီးအရာငနဲ့နှာခေါင်းကလည်းတဏီကုံ पहिर अलु नाउसको लागि ခုကကိုကိုတီလေအဲ့ဒါကိုကိုတီနောက်လာရင်ချက်စာဒီလေးခေါင်းခေါင်းဝါပါလာတာခေါင်းခေါင်းဝါလဲမိုက်ချမ်းပြူးခံရပဲခဘာကောင်းပြောတာပါအဲ့ဒါပြူးပြူးနေပဲကိုကိုတီနဲ့တွေ့ပြီးတော့သူတို့ចောက်စာဖတ်မဲ့အချောင်းတွေတိုင်းမင်းတော့သူစီခန်းလဲတတ်သွားပြီလမ်းကနေចောက်စာသမားကိုဖြတ်ထူပြီးတော့အယောင်ဆောင်ပြီးခေါင်းခေါင်းစီလက်တာကိုရတော်တွေနဲ့တွေ့နေတယ်လို့ချင်းလင်းတို့တွေပေးရသေးတယ်အဲ့ဒါငနေကအတီးချတော့အမရင်ခေါင်းခေါင်းကကြွေနေပြီနောက်ဆုံးတော့သူလဲအ တားဆီးတွေကြောပြတ်ပြီးခေါင်းကောက်စီရောက်သွားရော ်အမခေါင်ခေါင်လေးငနေကိုအရက်တိုင်းပြီးတော့ကြောက်စာချောင်းလေးပြောကြရင်ဂျာလိုအစကုံဖတ်ကြမယ်ဆိုတော့ねခေါင်ခေါင်လေးကြောက်စာသွားယူတာအိမ်ထဲနဲ့ချော်လဲနေလို့သူစီခါလဲအစကုံတီးထုတ်ပြလိုက်တယ်ဟိုမှာဘာမှလည်းမဆိုင်ဘူးအရာငနေကတီးလဲတီးသေးတယ်ကြောက်စာလဲမအချာလာပြီးသူဖတ်မလို့ပဲရှိသေးတယ်သူကနောက်ကနေလာထုသွားတာတခြားလူမဟုတ်ဘူးနှာခေါင်ပိန်ဒါပေမဲ့ကြောက်စာကအတူဖြစ်နေတော့သူစီခန်းကိုပိုးထင်းလွဲသွားရောကလိန်ချရဲဆိုပြီးအဲ့ဒါသူတို့ကလဲဒီဘက်မှာတိုင်ပန်း ေါင်းကောင်တို့ကလည်းဒီဒီရအမှန်ကစီပြီးငချောက်သုံးဖို့ပြစ်စည်းလာလေတာလဲတော့မလဲရသေးဘူးရန်တွေထားပြလို့ခေါင်းကောင်တို့လည်းငချောက်ပုတ်တိုင်းတွေကျွေးနောက်ဆုံးဟိုကောင်တွေကွင်းလိုက်ဖြစ်ကုန်တော့မှလက်ဆွဲတစ်တာတရနဲ့အကုန်လျှော့တာဟိုမှာဂျိမ်းစ်ဘွန်တောင်သူတို့လောက်ဂျိမ်းစ်မဘွန်ကိုအစင်းမြင့်ချတခါညကြတော့လေသူစီခန်းကိုဝေယုံနကလာတီလို့သူစီခန်းလည်းပြန်ကျွေးကျွေးတော့ကဝေယုံနကပိန်ပိန်လေးမျက်နှာပုံချလိုက်မှရုတ်တရက်ဝသွားပြီးနှာခေါင်းပိတ်ဖြစ်နေတာ အလိုနဲ့အဲကနေသူတို့နှစ်ယောက်ရင်းနှီးသွားပြီးတရားခံကခိုင်အောင်ဆိုတာနဲ့ခိုင်အောင်စီလာတာငနေက ဖဲရိုက်တာတော့ကလိန်ကချင်းအဖေကခေါင်းကောင်းကမှန်ဘလူးနဲ့ချောက်ပြီးနှချမ်းနဲ့ပြောပြနေတာ။ဟိုမှာပြူးခါနေတာပဲ။ဖဲချက်ကကနားတွေပြောတာပါ။ပို့ထုတ်လိုက်လို့ကတော့အဲ့ဒါသူများတွေပြူးကောင်းနေပါလေဆို။သူစီခန်ဟာဖုန်းဆွဲလို့ပြီးခိုင်အောင်ကိုစားတာ။ခိုင်အောင်လည်းဖဲတော်ဆက်မရနေတော့ဘူး။သူစီခန်တော့ lights run နဲ့ဆော့လိုက်တာ။အကုန်လုံးကဒီဒီလေးနဲ့ပဲကြည့်ပဲ။အဲ့ဒါသူစီခန်လည်းဆိုင်ငယ်ဘောကနေပါကစ်တွေချွေပြီးတော့ဆိုင်ငယ်နောက်တစ်စီးထချိန်ပြီးမှအသောကုန်းနဲ့စကေးပြတာမတက်တွေရလိုက်။နောက်ပိုင်းနေထ องไรเชื่อเวเดทองไรปาลาดิีอะไรเนี่ย queen night ထူနေတဲ့ကြားပြလေဟာဟိုမှာဒါလေနောက်ကကောင်တွေကမမီဘူးအဲ့ဒါမမီတော့မမီအောင်ဟာမမီအောင်ဟာဆိုပြီးဆိုင်ငယ်ကိုဘာမှအခံပဲဒီတိုင်းကြီးခုံပြတာတာနာကြီးအဲ့ဒါစကေးပြလို့ဝါမှာခိုင်အောင်တပည့်တွေကို ထုထောင်ပစ်လိုက်တယ်ပြီးတော့ဆိုင်ငယ်တွေပါဖောက်ခွဲပစ်လိုက်တာပြီးပြင်ကြဒါနဲ့ခိုင်အောင်လေသူစီခန့်ကိုရိုးရိုးတော့မရဘူးအချောက်ဖုံထဲမှာရမယ်ဆိုပြီးခေါင်းခေါင်းကိုထပ်လို့ပစ်တာငနေကထပ်တီးပြန်တာပဲအဲ့ဒါခဏခဏတီးမယ်လို့တော့ခေါင်းခေါင်းလေတနတ်စာ ကျွေးမယ်လို့တာသူစီကဂျလဲကြီးစားတွေထုတ်ထားတာပြန်ကနီးမှပြစ်ပေးလိုက်တာကြီးစားတွေကပေါ့ချံဖောတယ်မှာအလုပ်ထားလာမသိဘူးဆလိုမိုရှင်နဲ့ဒါပေမဲ့မချပါဘူးနှာခေါင်းဘက်ကဖန်ကတော့နောက်ကလိုက်ခဲအကုန်လုံးကိုတယောက်တည်းတီးထုတ်နေတာခေါင်းကောင်းလဲချော့သွားပြီး ူစီကလည်းတယောက်ချင်းလိုက်ဖြုံနေတာမှန်နေဒီကနေပါပြစ်တာဟိုပါစကေးချမ်းချမ်းအဲကနေခိုင်အောင်လှဲချမှာနှာခေါင်းဘိတ်ကိုတစားကလုံးလို့ဇာလန်းဆာလိုပဲကြီးသားရှောင်းကွက်နဲ့တီးတာအခုကြာကြီးသားကအေးမပြောတော့ခိုင်အောင်တီရောခိုင်အောင်တီမှာသူစီခန်းကကိုလားရွှေဖြစ်နေရနဲ့နှာခေါင်းဘိတ်နဲ့အသာထဆုံးတီးထုတ်သွားရင်ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့ဘသူတည်တည်ငတေကတော့တီးရတာဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ညာ